ဩဝိနဝိသေဝိဒါရီအကုန်လွတ်တဲ့ချမ်းသာဆိုတာနိဗ္ဗာန်လို့ခေါ်သည်အဲ့ဒီနိဗ္ဗာန်ကန့်ွက်တဲ့တရား၅မျိုးရှိတယ်လို့ဆိုတာရှင်းဥစွာရှင်းပိုင်းမှာ၅ခုပြထားဒီ၅ခုကဘာကိုကန့်ွက်ပါလိမ့်မလဲလို့ဆိုရင်ဘယ်နဲ့ဖြေကြနိဗ္ဗာန်ကံွက်တာ၅မျိုးလို့ဘုန်းကြီးတို့ဒကာရမတွေမှတ်ထားကြကြံပါ နိဗ္ဗာန်ကပဒဝရမျိုးတဲ့။ဩဒီကံဝတ္တ၅မျိုး။တရားဓမ္မတွေကလည်းကံဝတ္တခန္ဓာကိုယ်ရဲ့မှာအိုမှုဆိုတာတစ်ခုရှိတယ်။တဏ္ဏဘကတရားသိုက်ရေအိုမှု။တဏ္ဏဘကဘာပါလဲ။အဲ့ဒီအိုမှုဆိုတာကလည်းဓမ္မတော့နေတိုင်းသရာမီးကလောင်းနေတော့နေတိုင်းအိုနေတယ်ဆိုတာလည်း ဘယ်သူမှတန်လျာမရှိပါဘူးနေတိုင်းအိုးနေတယ်ဆိုရလဲထင်ရှားပါပဲအဲ့ဒါဒီကားလို့ရှင်ဖြင့်အိုးမကျိုးစားပြန်လို့ရှိရင်လေတဲ့ညာကလည်းထိုင်ကံကလှုပ်တဲ့မျက်လုံးနာနာခေါင်းတွေကလည်းထိုင်ကံထိုင်ညာထိုင်ဖြစ်နေပြန်လို့နိဗ္ဗာန်ဆိုတဲ့တရားကကံထက်ညာထက်နဲ့မှရမှာကိုဗျာမှန်ပါပါ အဲ့ဒီဩလာပြီဆိုတော့ကံတိုင်းညာတိုင်းကံမွေးညာမွေးတွေဖြစ်မလားဘူးဖြစ်ပါဘူးအဲ့ဒါတွေကလည်းဘာကံ့ကွာပါလိမ့်မယ်မေတ္တာပါဘူးဟောအိုမှုဆိုတဲ့တရားသမင်းညာယူဆိုလို့ကြီးတန်တဲ့တရားမဟုတ်ပါလားဆိုတာမှတ်လိုက်စမ်းပါဦးဘာကံ့ကွာပါလိမ့်မယ်မေတ္တာပါဘူးအဲဘ누구ပါလိမ့်လက်တွေကအိုမှုပါဘူးအဲနာဖို့ကထက်ပါနဲ့အိုမှုတင်ထားလိုက်စမ်းပါဦး ။ဟိုမှုဒီကားလို့ဆိုလို့ရှိရင်ဒကာဓမ္မတို့ဟောလာပြီးဆုံးအဖြစ်တရားပွဲရှိရသွားဖို့ခရင်တရားထုတ်ဖို့ရထိုင်ဖို့နေဖို့ကရော။အဲတရားသိမှတ်ဖို့ကရော။ခရင်လာတယ်လို့ဆိုတော့အော်ဒီအိုမှုပါ။သမင်ညယုဆိုကြီးတန်တာလားဒကာသိုက်နိဗ္ဗာန်ကံွက်တာလား။ကောင်းပြီဒါဖြင့် အဲ့တော့ဘုရားတတိပေးတာမဟုတ်ပါဘူးပြင်ရှင်ကနိဗ္ဗာန်ငုတ်တို့ဘုရားသခင်ကိုရမကြီးကအနာဂတ်ဘေးငါဘေးဆိုပြီးဒီကလာဟောထားတဲ့ခုလိုပြောပြောရရဲ့နဲ့ကံကောင်းညာကောင်းတုံးကျမ်းမာရေးရှိတုံးမကြိုးစားကြတဲ့ပုဂ္ဂိုလ်ဟာအိုမှုသူရောက်မှာလားမရောက်ဘူးလားရောက်ပါဘူးအဲ့တော့အခုမလုပ်ဖဲနဲ့ တရားဓမ္မတွေနေကြမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကန့်ကွက်မဲ့အိုမှုစောင့်နေတာသဘောပါအဲခုမလုပ်တဲ့ပုဂ္ဂိုလ်များဘာစောင့်နေတာဗာလေဟာတခါကျဒီလိုလူရှိလို့မထင်နဲ့မရှိပါဘူးလားရှိတယ်ငယ်ပါသေးတယ်ကွာမင်းတို့ငယ်ပါသေးတယ် ။ငါသက်ရွယ်လေးကြီးလာမှလောက်တာပေါ့ကွာလေလူကြီးတွေပါဇက်ကလည်းထွက်တတ်တယ်သူတို့ပါဇက်ကလည်းဒီတိုင်းပဲဆုံးပြည့်ကျချပြီးနေရတဲ့အဲ့ဒါဒီတဲ့ဒုက္ခခတ်သိငြိမ်းတဲ့နိဗ္ဗာန်ကိုကန့်ကွက်မဲ့အနာဂတ်လာရတန့်ဖြစ်တဲ့အိုမှုကိုစောင့်ဆိုင်းနေတဲ့ပုဂ္ဂိုလ်ဒါရဲ့ငယ်ရုံတရား အာမထုတ် ဟုတ်လားပြီးမှပဲတို့ကြိုးစားတော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ဒီကန့်ကွက်မဲ့တရားစောင့်တာလို့မှတ်လားဘယ်လိုမှတ်ကြမလဲကန့်ကွက်တဲ့တရားစောင့်တာလို့ဒကာဓမ္မတွေသေချာမှတ်စမ်းပါဘာစောင့်ပါလဲကန့်ကွက်တဲ့တရားစောင့်တာတို့အမှုရှိပြီဆိုမှပြင်လေအရင်တုန်းကလို့စားလို့စောင့်လို့နေလို့ထိုင်လို့ ပြောလို့ဆိုလို့အကောင်းဖူသေးကလည်းမရှိပဲကိုဗျာမရှိတဲ့အခါကျတော့လူရခྱི་ကိုတကယ်ကံကောင်းညာကောင်းနဲ့ကြိုးစားမယ်နိဗ္ဗာန်ကြီးကိုတကယ်တမ်းလှမ်းပြီးဒီကလာတကယ်တမ်းကြိုးစားမယ်ဆိုတော့ဟိုမှုကံတွေကန့်ကွက်လိုက်သဘောကျကြအင်းဘယ်သူကကန့်ကွက်ပါလိမ့်ဒါဖြင့်ဒကာရမတွေအိုမှုဆိုတာဘာဖြစ်စေတတ်တဲ့တရားလဲဆိုတာသဘောကျပါ ်ဘာဖြစ်စေတာနိဗ္ဗာန်ကန့်ကွက်တဲ့တရားတဲ့ဒကာရမတို့ဟိုမှုဆိုတာဘာတရားပါလဲအဲဒါဖြင့်ဒီတရားကိုနာရသဖြင့်ဘုရားဟောတော်မူသဖြင့်ဘုန်းကြီးတို့ဒကာရမတွေအိုးဖြင့်မဆောင်ကြပါနဲ့လက်ငင်းမဲ့ကြိုးစားလိုက်ပါလို့ဘုရားကတိုက်တွန်းတယ် တကယ်လို့ဩမဆိုတော့လေဩရေတရားကပဲနိဗ္ဗာန်ကန့်ကွက်လိုက်မယ်ဆိုတာကသေချာသွားသေချာပါဗျာရှင်းမရှင်းပါကောင်းပြီဒါကအနာကလာလတန့်ဆိုတာကတကယ်ကြွယ်ဧကံတွေ့ရမှာလားတကယ်တွေ့ရမှာလားဩမှုတကယ်တွေ့ရမှာပါဗျာတကယ်တွေ့ရမှာအခုမလုပ်ဖဲသူတော်ကောင်းလို့မလုပ်တဲ့ပုဂ္ဂိုလ်ဥပဒနာလို့မလုပ်တဲ့ပုဂ္ဂိုလ်ဟာသူဘာစောင့်မျှော်နေတာပါလဲဩမှုစောင့်မျှော်နေတာ ။ဩမှုစောင့်လိုက်တော့ဩမှုကဘာကန့်ွယ်။ဩသူနိဗ္ဗာန်မယူတော့ပါဘူးချမ်းသာရာကိုဖြစ်မကြိုက်တော့ပါဘူးဖြစ်ရှင်သလိုလည်းဖြစ်ပြီးဒုက္ခပင်လေဝေပြရစီတော့ဆိုတဲ့အိဗယ်ရောက်ပါတယ်မရောက်ဘူးလားအေးဒါကြောင့်အနာဂတ်ဘေးဆိုတာပေါ်ပါလားပေါ်ပါဘူးဩမှုကဘာဘေးပါလဲအေးဒါကပုပ်ကိုများရွေတယ်လားလူတိုင်းတွေ့ရတာလူတိုင်းတွေ့ရတာဒါဖြင့် ဒီကရမတွေကအန္တရာယ်ကင်းလို့ဘေးရှင်းရင်တဲလို့စိတ်သေးကထမ်းရတော့လဲသူကတရားအမထုတ်လို့ရှိရင်ဖြင့်ဘေးမျောလင့်ပြီးစောင့်ဆိုင်နေတာပဲဆိုလိုက်ပါဆိုလိုက်ပါတဲလည်းကြောက်เสียကောင်းပါလားကောင်းပါဘူးသဘောပါကြကောင်းပြီဒါဖြင့်တဏ္ဏဘကဥဘေးဆိုတဲ့အနာကဘေးပေါ်တကသိုက်နိဏ္ဏဘကယောဂဥပအန္တရာယ်တွေကလည်း လူတိုင်းမှာခန္ဓာရှိရင်လာရမှာကိုဗျာယောဂဥပန္နရေတွေက လူတိုင်းခန္ဓာရှိရင်ပါတယ်အဲ့ဒါလာရမှာကိုအခုတရားအမထုတ်သေးတဲ့ပုဂ္ဂိုလ်များသည်လာမဲ့အနာကဘေးဖြစ်တဲ့နာမှုကြီးစောင့်နေတာနဲ့ကောမတူဘူးလားမှန်ပါဗျာအင်းပါစောင့်နေပါလိမ့်ကိုယ်ဘေးစောင့်နေတယ်ဆိုတာသိကြပါလားသိကြပါဘူးကိုယ်ဘေးကဘာကောက်ွက်ပါလိမ့်သိကြပါဘူး တဲ့နံပါတ်ဥပေးလည်းမဆောင်ကြပါနဲ့လို့ဘုရားသခင်ကိုရမကြီးကတားမြစ်ပါတယ်နော်အခုတရားအားမထုတ်တဲ့ပုဂ္ဂိုလ်တွေဒီကလို့ဆိုလို့ရှိရင်နာဝေးလည်းစောင့်နေတဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲဟေးလို့ဒကာရမရေခန္ဓာကိုယ်ရှိ နာမှုဆိုတာရှိရမှာပဲရှိရပါဘူးယောဂဝေဒနာကတ်တယ်ဆိုတာတော့ဖြင့်လူတိုင်းလို့ပေါ့ဗျာမှန်ပါပါ <tie de��> အခုတရားမထုတ်သေးဘူးကျမ်းမာတော့ချမ်းသာတော့ဆိုရင်ဖြင့်သူသည်တွေးလက်တံဖြစ်တဲ့အနာဂတ်ဘေးဖြစ်တဲ့နာမှုကြီးစောင့်နေတာနဲ့ကောမတူဘူးလားမှန်ပါဗျာနာမှုကြီးကဘာလုပ်တတ်ပါလိမ့်မလဲလို့မေခွန်းထုတ်ရင်ဘယ်နဲ့ဖြေကြမှန်ပါဗျာကြောက်ကြရကောင်းလိုက်တာတရားဓမ္မတွေအင်းမစောင့်ကောင်းတာစောင့်နေကြတာကိုမှန်ပါဗျာ ။ဩမှုဆိုတာစောင်းကောင်းပါရဲ့လား။စောင်းကောင်းပါဘူး။နာမှုဆိုတာစောင်းကောင်းပါဘူး။တောင်းတွေနဲ့နာတယ်ဆိုတာရော။ပေါ်ပါပါ။ဂိုင်းတရားဓမ္မတို့ယနေ့ဘုရားသခင်ကိုရမေကြီးဟောတဲ့အတိုင်းဘုန်းကြီးများကသုံးပါရတော့ကိုငယ်ရွယ်စဉ်ကကျူးစားကြပါ။အိုမှုကိုမစောင့်ပါနဲ့။အိုမှုစောင့်ရင်လည်းနိဗ္ဗာန်ကန့်ွက်တာပဲ။နာမှုစောင့်နေရင်ရောနိဗ္ဗာန်ပါပဲ။ အခုမလုပ်တဲ့ပုဂ္ဂိုလ်တွေကနာမှုလည်းစောင့်ရမရောက်ဘူးလားအဲဒါကြောင့်အဲ့ဒါလူမိုက်ဆိုတာတခါကျွဲသူပြောစရာလူသေးသူကစောင့်နေတဲ့အိဗေကမသေးကြဘူးလားအဲဒါဖြင့်တဏ္ဍမကဟောမှုတဏ္ဍမကနာမှုသုံးနံပါဆိုတာဓမ္မတွေရှင်းပြပါဦးမယ်သုံးနံပါဆိုတာက ပတ္တဝါတွေကလည်းညံဖြင်းစိတ်တွေဘာတွေကညံဖြင်းတဲ့ခါကျတော့တဘာတွေစိတ်ပင်မဲ့အဖြစ်တွေသိလို့သိပိုးတွေကြလို့ကြဆိုတော့ငတ်မောက်ခေါင်းပါတဲ့ဘေးဟာလည်းတကာတိုက်တို့တွေးနေတာပဲမှန်ပါပါဘုရားဒါပြင်အဲ့ဒီဘေးကလည်းကတ်ဆိုတော့ပေါ်ခြင်းတဲ့အချိန်ပေါ်လာမှန်ပါပါမပေါ်လာဘူးလားမှန်ပါပါအေးရေလွန်မို့သွားမယ်အမျိုးမျိုးဘုံဘုံ သင်စားဖို့တောက်ဖို့တွေအကုန်ရေးတဲ့ပါရာတွေကောင်းမရှိပဲအဲ့ဒီအခုတရား မထုတ်တဲ့ပုဂ္ဂိုလ်များစီအငတ်ဘေးစောင့်နေတာနဲ့လည်းအတူတူပဲဟိအင်းအခုတရားမထုတ်တဲ့ပုဂ္ဂိုလ်ဘာစောင့်နေကြမှာလဲအငတ်ဘေးစောင့်ဒါဖြင့်သူအလကားနေတဲ့ပုဂ္ဂိုလ်အတွက်ပါဇာယသမီးစည်းဝါးရေးနဲ့ချိန်ကုန်နေတဲ့ပုဂ္ဂိုလ်ဟာဘေးရင်စောင့်နေတာပါလားသဘောကျကြ သာယသမီးစီဝါရင်နဲ့ချိန်ကုန်နေတဲ့ပုဂ္ဂိုလ်များအင်းသူကတော့ကြွားရုံနေတာဘာဖြစ်သရုံလို့လဲပြောချင်းပြောလိုက်မယ်မသိရှာလို့ပြောချင်းလဲပြောလိုက်မယ်သူ့အလုကပြင်ဘာတွေလုပ်နေပါလဲလာမဲ့ဘေးကိုတခါတည်းတောင်ဆိုင်နေတဲ့အိဗယ်သေးချာမရောက်ဘူးလားဘူးလားဘူးရဲ့တဲကြောက်ပြကောင်းပါကောင်းပါတယ်ခင်ဗျာဂိုင်းတာဖြင့်သုံးနံပါတ်ကငတ်မခေါင်းပါတဲ့ဘေး လေးနံပါဆိုတာကဥပမာအခုလက်တွေ့ပဲဆိုကြပါစို့ဗျာတိုင်းပြည်မှာအကြီးဆုံးကွဲတာကနှစ်ကွဲရှိမှန်ပါပါဒါပြင်အငယ်စားကွဲတာတွေကတော့လင်းချက်ကွဲပဲအဲ့ဒီကွဲပေးတွေလူတူးနဲ့လူတူးကွဲပေးတွေတင့်နေတော့သူ့လူကိုယ်လူသူ့ဆရာကိုယ်ဆရာတွေနဲ့ဆိုပြီးဒီကာလကွဲပေးတွေများတင့်နေတဲ့အချိန်မှာတကယ်တမ်းကွဲလို့တကယ်တမ်း သိတုပ္ပတိပြင်းထန်နေတဲ့ချိန်ကြပြန်လို့ရှိရင်လေဒီသူတော်ကောင်းလို့ကိုကန့်ွက်တယ်ဆိုတဲ့ဘေးဟာလဲကွဲဘေးဟာလဲသူတော်ကောင်းလို့ကန့်ွက်တာပဲလို့သုံးဖြည့်ချက်ချပါမှန်ပါဗျာအခုဒီဘေးတွေကဒကာသိုက်တို့ဒကာကျော်တို့ဥလာဘူးတို့သင်တဲ့လူမှသင်ကုန်ပြီမှန်ပါဗျာမသင်သေးဘူးလားသင်ပါဗျာဒါပါဘေးလို့ဆိုကြမယ်ကွဲဘေးကွဲဘေးဒါဖြင့် နောက်ကသူတော်ကောင်းလို့မလုတ်ခဲ့တဲ့ပုဂ္ဂိုလ်များမှာဒီဘေးနဲ့အခုတွေ့နေရတော့ဩသူတို့ဒီကားလို့ရှင်ဖြင့်ကွဲဘေးစောင့်နေတာပဲလို့ဆိုရင်ရောမှန်ပါပါအင်းဒါကလည်းငကူကမကွဲခဲ့ပါဘူးနောက်အနာကလာလတံဘေးထဲမှာတော့သူအပါဝင်ဆိုတာဒကာဆိုင်တို့ဒကာကျွဲတို့သဘောကျကျပါပါခိုင်တကယ်ကွဲတဲ့အခါကျတော့

ဒါဖြင့်ကိုယ်ပဲဒီဒကာဓမ္မတို့ဘာကိုကန့်ကွက်ပါလေရှင်းမလားအဲနိဗ္ဗာန်ကိုယ်ပဲကလည်းကန့်ကွက်တယ်ဆိုတော့သေချာစဉ်းစားကြည့်စမ်းပါတဲ့ကိုဝင်ကြီးလှုပ်ခြင်းတဲ့ပုဂ္ဂိုလ်တွေဝင်ကြီးလှုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာသူတော်ကောင်းစိတ်များဝင်နိုင်နိုင်မယ်လို့တရားကျွဲချင်းရလားဟမ်ဝိပဿနာလေးဒီနေ့ဇနာကြီးကျိုးစွမ်းနိုင်မယ်လို့ပေါ့သင်ကြရလို့မရှိပါဘူး ဟာသူတို့ဘာပဲသင်နေတာတော့မေးတော့ရှင်းမလားရှင်းပါဒီနောက်လိုက်ပုဂ္ဂိုလ်တွေကလည်းငကူကမတွေ့ရပါဘူးသူတော်ကောင်းလုံလုံနေအေးသာပဲပြီးအောင်လုံလိုက်ရင်ပြီးသွားမှာပဲမပြီးသေးပဲနဲ့သူတော်ကောင်းလုံမလုံဖဲနဲ့နေတဲ့ပုဂ္ဂိုလ်များဒီဘေးစောင့်နေတာနဲ့လည်းမတူလားဒါဖြင့်ကွယ်ပေသည်ဘာကိုဖြစ်ကန့်ွက်ပါလိမ့် ကာဓမ္မတို့ပွဲပေးပေမဲ့သေးသေးလို့အောင်းမိမနေနဲ့နော်နိဗ္ဗာန်ကန့်ွက်တဲ့တရားတဲ့တရားကျွေးရသိကြောက်เสียကောင်းပါလားသူလားဘူးကန့်ကြောက်ကြောက်ကောင်းပါလားအာရမရာဓမ္မတွေသဘောပါကြအင်းကွဲပေးဒီကားလို့ဆိုလို့ချင်းခင်ဗျားတို့ကသူတို့ဖြင့်ကွဲကုန်ပြီလို့သူတို့ကသူတို့ကွဲတာတို့နဲ့ဘာဆိုင်သလုံးလို့မလုံနဲ့ကြော်ရကြကြလို့ချင်းဖြင့်နီးကြရပါသွားတော့ကိုယ်လည်းကွဲပေးသင့်တာလေမှန်ပါပါ မသိပဲဘူးလားသိတော့ကိုယ်သူတော်ကောင်းလို့ကြီးကိုမကန့်ကွက်ဘူးဒါဖြင့်ပွဲဝေဒီပါကိုကန့်ကွက်ပါလေရှင်းမလားဒါဖြင့်ရှင်းကလုံမထားလို့တရားမပေါက်ရောက်သေးတဲ့ပုဂ္ဂိုလ်များဘာကြောက်နေပါလိမ့်အနာကဘေးဆိုတာပေါ်လားကောင်းပြီဒါကလူသိင်းကွဲတဲ့ဘေးလာလေဦးမေတ္တဂာဓမ္မတို့လူသိင်းကွဲပြီဆိုမှဖြင့် ဒကသိုက်သံဃာရိဘက်ကောကွဲတာကွဲရမှာပဲသံဃာရိမှာလဲကွဲရမှာဖြစ်ပြီးဒီကာလနေတော့ဒကရမတို့သံဃာရိကွဲတော့သံဃာရိဟောမဲ့ပြောမဲ့ပုဂ္ဂိုလ်လည်းမရှိဘုဘက်ကလည်းမရှိဒီဘက်ကလည်းမရှိဆိုတော့နားထောင်မဲ့ပုဂ္ဂိုလ်တွေကလည်းမရှိနိုင်သူတို့လည်းကွဲပေးသင့်သံဃာလည်းကွဲပေးသင့်ပြီဆိုမှဖြင့်တခါတည်းဒီကွဲပေးကြည့်ဒီကားလို့ရှင်ဖြင့်ဒကရမတွေ ိတ်ထဲမှာရှုပ်ပွေပြီးဒေါမနသာတွေဖြစ်နေသောကြောင့်တန်ခါသိမ်းကွဲတဲ့ဘေးကြောင့်လေဒကာရမတို့နိဗ္ဗာန်မရောက်နိုင်ဘူးကြည့်။သဘောကျ။အင်းဒါလဲတန်ခါသိမ်းကွဲတဲ့ဘေးဆိုတာသဘောကျ။အဲ့ဒါပြင်စင်ကနိဗ္ဗာန်ငုတ်ထူပါသေသေးချာချာဟောတဲ့အတွက်ဒကာရမတွေအခုပဲကြိုးစားကြပါလို့ဖရာတိုက်တွန်းတယ်။မှန်ပါဗျာ။ ကဲဘေငါဘေးကိုလည်းမှတ်ထားကြစမ်းပါဦးဒီဘေငါဘေးကိုဒကာဓမ္မတွေမလုံဖဲနေရင်ဖြင့်တို့တွေ့ရမယ်ဘေငါဘေးတို့မလုံချင်လို့စောင့်နေတာပဲတို့ဒုက္ခမကြောက်လို့စောင့်နေတာပဲအပေလေးပါးကိုတဲ့ဘုရုံမကြာအင်းကြီးထင်ပြီးဒီကလာကြာရင်ထင်ပြီးဒီကလာစောင့်နေတာနဲ့အတူတူဖြစ်တယ်သဘောကျလားဒါပြေဒကာဓမ္မတို့တိဏ္ဏဘက်ကဘာပဲတဲ့ ိုဘေနဲ့နံပါတ်ကအင်း၃နံပါတ်ကငမ်းမော့ခေါင်းပါတဲ့ဘေ၄နံပါတ်ကလူသိင်းွဲတဲ့ဘေ၅နံပါတ်ကအဲ့ဒီဘေ၅ဘေးဟာအနာဂတ်ဘေးတဲ့ဒကာကျော်ပါဘေးတဲ့ဒီဘေး၅ဘေးကဘယ်ကမှသူ့တွေ့ရမယ်ဒါဖြင့်ဒကာဓမ္မတို့ အခါကိုရွေးတဲ့ဘေးမဟုတ်နေတော့ကြောင့်အခါကိုမရွေးပါဘူးဘယ်ခံမဆိုဖယားလက်ထံတောင်ရှိတဲ့ဘေးဖယားလက်ထံတောင်ရှိတဲ့ဘေးဖြစ်လေတော့ကြောင့်ဒီဘေးငါးဘေးမလာခင်ကျိုးစားပါဆောင်ဆိုင်နေတဲ့ပုဂ္ဂိုလ်ဒီဘေးကိုဆောင်ဆိုင်တာဘေးကိုဆောင်ဆိုင်တဲ့အတွက်ဒုက္ခကတိငိမ့်တဲ့နိဗ္ဗာန်ကိုဘေးငါဘေးတစ်ခုခုကကန့်ွက်လိမ့်မယ်ကန့်ွက်လို့ရှိရင် လူဖြစ်ကျွတ်တ်ပါဦးလားမရပါဘူး မနံကြောက်เสียမကောင်းဘူးလားဒါကြောင့်ဒကာရမတို့ဆံရဆံရမိတ်ဆွေသင်္ကတွေလည်းပြောကြစမ်းပါဒကာကျွန်ပြောတယ်ဘုရားငယ်တုံးကြိုးစားဟေးဟာကျုပ်ငယ်ပါသေးတယ်ဆိုမင်းအိုဘေးဆောင်နေတာလို့မေးလိုက်မင်းနာဘေးဆောင်နေတာလားလို့ဟောအင်းငါမကောင်းပါတဲ့ဘေးဆောင်နေတာလားလို့ဟောလူသင်းခွဲတဲ့ဘေးဆောင်နေတာလားလို့ အင်းတန်ခါသင်္ခွက်တွေပဲစောင့်နေတာလားလို့အကုန်မေးကြပါကိုယ်ကိုယ်ကတစ်ခါပြင်းလာမယ်ဖြင်းမြင်တဲ့စိတ်တွေပေါ်လာမယ်ဆိုရင် အော်မင်းလည်းတော်မိုက်ပါသေးလားမလုံနိုင်တဲ့အိုဘေးမင်းစောင့်နေတာလားလို့မေးမလုံနိုင်တဲ့နာဘေးစောင့်နေတာလားလို့ဒါအလုတ်ပေါ်၌ပြင်းတိုင်းဖြင်းဖ ဘုရားရှိကြတဲ့နိဗ္ဗာန်ရပါလို့ဤအဲသံဃာရှင်ရှိခိုးတဲ့ခါနိဗ္ဗာန်ရပါလို့မင်းတွေကတော့စောင့်နေတာသဘောကျအမှန်တရားကြောက်ရမကောင်းဘူးလားကဲဒါဖြင့်ဒကာရမတို့အနာဂတ်ဘေးဘယ်လိုရှိပါလိမ့်အဲတဏ္ဏမကဘာပါလိမ့်အဲနှစ်နံပါတ်သုံးနံပါတ်ကအဲလေးနံပါတ်က ူသင်ကွဲတဲ့ဘေး၅နံပါတ်ကအဲ့ဓာတွေကဘုရားရှိလဲတွေ့ရမှာပဲဘုရားမရှိလဲတွေ့ရမှာဒီဘေးတွေကဘာလုတ်တတ်ပါလဲဒါပြန်အခုတရားမထုတ်တဲ့ပုဂ္ဂိုလ်ဟူ၍ဘယ်လိုဆုံးဖြတ်ချက်ချဘေးဆိုတာစောင့်ကောင်းတာလားရှောင်ရှားရမှာအဲဘေးမလာခင်ကိုလိုချင်တဲ့နိဗ္ဗာန်ကြီးအရယူထားလိုက် ရှင်းမလားဒီတိုင်းနေရင်စောင့်နေတဲ့ပုဂ္ဂိုလ်ပဲလို့ဆိုရခြေတတ်ပလားခိုင်းတာဖြင့်ရကြွေဥလာဘူးတို့အလွန်ကြောက်เสียကောင်းတဲ့ဘင်္ဂဘေဖရာမရှိလဲဒီဘေးရှိတာပဲဖရာရှိလဲဒီဘေးရှိတာပဲခိုင်းတာဖြင့်ဒကာရမတို့ငဲငယ်ရွယ်ရွယ်ကအခုလိုနားထောင်နိုင်တော့ဆရာသမားကလည်းပြောဆိုနိုင်တော့မြန်မြန်ဒုက္ခသိမ့်လိုက်ပါတော့ အကဲဒီငါဘေးကတပေးပေးတွေ့သွားတဲ့ဒီနေ့ဆိုလို့ရှိရင်ဖြင့်တက္ကသရေကျွတ်တို့အယိုးဟာဝေဘူးလတောင်လောက်အယိုးတွေဆင်းရမယ်မှန်ပါပါခဏခဏသေးပြီးအယိုးတွေဆင်းခဏခဏသေးတဲ့ဘဝတွေရောက်ပြီးအယိုးတွေဆင်းလိုက်လို့ရှိရင်ကျွတ်တို့မန်းလေးတောင်လောက်မကဘူးတယောက်ထဲအယိုးမှန်ပါအဲ့ဒါတော့သေပွဲကြီးဒုက္ခပွဲကြီးစောင့်နေတာနဲ့ကောမှန်ပါပါဒါဖြင့်ယနေ့ အာလုံးသောတရားဓမ္မတွေဘုရားမြတ်ကမေတ္တာရှိထားပြီးဒီကလာအာလာလတံဘေးတွေကသေကြဲသားနဲ့ဘေးမလာခင်ဘေးကိုကြော်လွားနိုင်တဲ့မဲခင်လောက်ကိုဖြင့်သေသေးချာချာလောက်ပြီးဒီကလာနေပါတော့မယ်လို့ဆုံးဖြတ်ချက်ချပါရှင်းမလားသုံးပြချက်ခြားခြားဇမ်းပါလို့သတိပေးလိုက်ပါရဲ့ဂိုင်းဒါဖြင့် ခေကြီးကလည်းဒီဘဲတွေကလည်းတွေ့လတန့်ဆိုတာဒကာသိုက်တို့ဒကာကျွဲတို့မလို့တော့ဘူးเนาะမလို့ပါဘူးအဲ့တော့ဘုန်းကြီးကလည်းခေလိုက်ပဲဒကာဓမ္မတွေကိုတရားကိုရှင်းရှင်းမပေးပါဘူးမှန်ပါပါဘေးကြော်နိုင်တဲ့တရားတူတူနဲ့သွားကြပါဘေးကအမတန်နီးတယ်မဆုံနိုင်ဘူးလားနီးဆိုတာခင်ဗျားတို့အခုပဲကွယ်ပေးတယ်သိချားနေတယ် မသိကြဘူးလားကွဲပေးလာတဲ့အခါကျတော့သတ်ဘေးဖြတ်ဘေးတွေကိုအင်းရောပြီကုံပါရင်ပါလားပါပါပါအဲ့တော့ဒကာရမတွေအင်းတို့ဘယ်နေရပါဘယ်ထိုင်ရပါမတော့ဆိုတာတွေစိတ်ရှုပ်ပွေလီပြီးဒကာလကုံရောင်းဝဲတွေကအကုန်ပိတ်ဇဘောတော်ဘုရားကြာတဲ့တွေ့မိသားသွားလာသင်္ဘောသွားလာကဆက်တောင်းဖြစ်ဆိုတော့ ဝင်ဝတ်တော့ငွေကမမြပေးစရာတွေကတော့ရှေ့ကစီစဉ်ထားတဲ့အတိုင်းဆိုတော့လျှော့လို့မရအဲ့ဒီလိုဖြစ်နေတဲ့ခါကြလို့ရှိရင်ဖြင့်အင်းဘေးပင်နေတဲ့ဒကာဓမ္မတွေမှာဘယ်မှာသာလျင်ချမ်းသာရရောက်နိုင်ပါဒါကြောင့်ဘေးမလာခင်ဒကာဓမ္မတို့ဘေးကင်းရာကိုလက်ကင်ရအောင်လှုပ်ထားလိုက်စမ်းပါမှန်ပါပါ ဘေးမလာခင်ဘေးကင်းရလက်ကင်ဖြစ်တဲ့မဲခင်အရာလောက်ထားပါလို့တိုက်တွန်းလိုက်တယ်။ရှင်းမလားရှင်းပါဘူး။အဲ့တော့ကိုဘေးကင်းရရောက်အောင်ဆိုဘေးတွေကလည်းနီးပြီးဒီကာလနေတော့ဥစ္စာကြီးတရားတောင်မှရှေရှေအထုံမှရမယ်တရားတို့တို့အထုံမှရမယ်တရားလို့ခွန်ကြီးတို့ယခုစလုံးဟောတဲ့မှန်ပါဘူး။ယခုစလုံးဒီပေးတတ်ပါတယ်မှန်ပါဘူး။သို့တော့တို့တို့နဲ့ ရတဲ့တရားပဲဤပေးပါမယ်အဖဲအကြောင်းဒီလိုတူတူနဲ့အေးချမ်းတဲ့တရားနိဗ္ဗာန်ရောက်မဲ့တရားကိုတကယ်ကျွေးဤပေးရပါလိမ့်မလို့ဆိုတော့ဘေးတွေကမြင်ပြီးသားဖြစ်နေဘယ်နဲ့နေကြတွေ့လက်တံကြုံလက်တံကသေးကြမနေဘူးအဲ့ဒီတော့ဒီဘေးမလာခင်ကျွတ်တို့လူရင်းဖိုက်သွားအောင်တကယ်သိုက်ရေးကြိုးစားတာမှန်ပါပါ သဘောကြလားကျပါပါဘူး။ gain ဒါဖြင့်သမထကနေပြီးမှဝိပဿနာဝိပဿနာကနေပြီးမှနိဗ္ဗာန်ဆရာတင့်နဲ့သုံးပေါ့ဗျာသမထဝိပဿနာနိဗ္ဗာန်ဒီလိုတက်တယ်လမ်းလေးရှိသမထကကူတယ်ရောပြီးတော့မှဝိပဿနာကူပြီးတော့မှမက်ကူဘယ်နည်းပါသုံးခုကူမှမက်ရ အဲရှေးဥစွာတင့်နံပါတ်ကသမထနင့်နံပါတ်ကအဲသုံးနံပါတ်ကျမှမဲဆိုတော့ဩဒုတိကလို့ဆိုရင်ဖြင့်ဘေကစမှာတုံးလို့မဲလို့ရှိရင်ဖြင့်သမထကစပြီးမှဝိပဿနာတဲ့ပြီးတော့မှမဲ့ဖို့ရအောင်ပြီးတော့မှမဲ့ရတယ်ဆိုတော့ဩသုံးတိရှိတဲ့ဇေက တဲ့ရပါပါလားဆိုတာကပေါ်လာပေါ်လာဘူးလားပေါ်ပါဘူးအဲ့ဒါဘုန်းကြီးများကဘေးတွေကလာမှာကနီးလာကြီးရဲ့သုံးတဲ့တဲ့နေရာမှန်တယ်နှစ်ဖြစ်တဲ့နဲ့တဲ့ရလို့ရှိရင်ဖြင့်ဘေးမလာခင်ကိုလိုရင်းရောက်ခဲ့မဆိုနိုင်ဘူးလားဒါကြောင့်ဘေးမလာခင်ကိုလိုရင်းရောက်သင့်အောင်ဒကာရမတို့ဘုန်းကြီးများပေးတဲ့နေ့ကတင့်နံပါတ်ကိုဖြုတ်လိုက်နင့်နဲ့တင့် တဏ္ဏဘကိုဖြုတ်လိုက်တော့သမထဖြုတ်လိုက်ဝိပဿနာနဲ့မေတ္တာကူးတော့ရှင်းမလားဒါပြင်ခွန်းနဲ့ကသမထကူးမှဥပဒနာဥပဒနာပြီးမှမဲ့ဆိုတော့ကြာဘူးနည်းနည်းကြာတယ်နည်းနည်းဆိုတာအလုံးလုံးကြည့်ရင်ဥလာဘူးတော့ကြာတယ်ဂိုင်းဒါပြင်ဒကာဓမ္မတို့အခုဘုန်းကြီးပြေးနေတဲ့နေ့ကတော့ဖြင့်တပိနှစ် ဆိုရင်ကိစ္စပြီးတာမှန်ပါပါခြေကနေတွေကတော့တစ်ပြီးနှစ်နှစ်ပြီးသုံးသုံးကြမှာပြီးမှာမှန်ပါပါအခုတော့ဘုန်းကြီးပေးတဲ့နေကဘာပါလဲမတော်လို့မဲတဲ့ခါကျတော့တစ်ပြီးရင်နှစ်ရောက်ရင်ပြီးတာမှန်ပါပါသဘောကျမှန်ပါပါတစ်ပြီးရင်နှစ်ရောက်ပါကောင်းပြီဒါကိုးကားနဲ့ကွာဒကာရမတွေကျင့်ပုံကျင်နည်းကျင့်ပြီးကိစ္စပြီးသွားတဲ့ပုံကိုခွန်ကြီးတို့ သက်တေသာရကနဲ့ကဘုရားကိုတော်တိုင်ဝန်ခံသွားတာကိုယနေ့ရှင်းပြတိပိနှစ်နဲ့ကိစ္စပြီးပါတယ်ကွာရှင်းမလားတင်းနဲ့သုံးလုံးမနေပါနဲ့တော့ကွာတင်းနဲ့နှစ်ဆိုရင်ကိစ္စပြီးပါတယ်ကွာတဘောကြဘုရားဘယ်လိုတောင်းခံတော့အဲတိပိနှစ်သာရောက်လို့ရှင်းဖြင့် ဒုက္ခခတ်သိမ်းရင်းနဲ့နိဗ္ဗာန်ရောက်ပါတယ်กว่าလို့သေသေးချာချာတောင်းခံတယ်။ဒါကြောင့်ဒကာဓမ္မတို့သည်တစ်ပြီးနှစ်ဆိုလို့ရှိရင်အန္တရာယ်မလာခင်ပြီးသွား။ရှင်းမလား။တစ်ပြီးကိုနှစ်ကိုကြိုးစားလိုက်ရင်ဘယ်နဲ့တဲ့။အနာဂတ်ဘေးဆိုတဲ့ငါးဘေးမရှိလား။အဲသူမလာခင်ပြီးသွား။ အာတက်နဲ့သုံးဆိုလို့ရှိရင်ဘေးဝင်ရှုပ်လိုက်လို့ရှိရင်ဖြင့်တက်လုံးနေတော့ဘေးတစ်ခုဝင်လာရင်မရဘူးမရဘူးသဘောကျအဲ့ဒီကဲတို့ဒကာဓမ္မတို့ဒီအမြန်ဆုံးနည်းနဲ့ဘုရားသခင်ကိုရမကြီးကပို့တဲ့နည်းရှိတာကိုကြိုးစားလိုက်ရလို့ရှိရင်ဖြင့်ဒီခက်နဲ့ဒကာကျွယ်သိက်ကြိုက်မကြိုက်ဘူးလားအေးဒါကြောင့်ဒကာရမတို့တစ်ပြီးနှစ်ယောက်အောင်ကြိုးစားတဲ့နေ့ဒီ ဘေငါပဲလွတ်တယ်နီးဆိုတာသိကြကြသိကြပါဘူးအင်းဘာလွတ်တဲ့နီးပါလေရှင်းမလားရှင်းပါဘူးဒါရင်ဝိထုသတိသာရကကြားဘူးတဲ့ပုဂ္ဂိုလ်လည်းကြားဘူးပါတယ်ဒကာရမတို့ရှင်းပြနော်ဝိထုလေးနည်းနည်းနားထောင်ပါရှိကဘုရားသခင်ကိုရမကြီးတောတိပိဇေရုံကျောင်းမှာတရင်သုံးနေတယ်ဘုရားသခင်ကိုရမကြီးဆိုတာကပုဂ္ဂိုလ်ဥပုဂ္ဂိုလ်ဂျုံပုဂ္ဂိုလ်မွန်ဆိုတော့ ဘုံတော်မှာလည်းအမနန်ကြီးသောကြောင့်အနန္တပေါ့ဗျာမှန်ပါပါအဲကံတော်ကလည်းအနန္တညံတော်ကလည်းအနန္တအကျိုးပေးကောင်အနန္တပါပါဘုရားပွင့်လာတယ်ဆိုလို့ရှိရင်ဘုရားပွင့်ခင်ကဒိဋ္ဌိတွေကတကားကြွယ်လေနေကြီးထွက်လာတော့ပုဆုံးယူဖြစ်ရတယ်လို့ပေါ့ဗျာအကုန်ပျောက်ထွက်တော့ဒါနဲ့ဒိဋ္ဌိတွေကတို့ဖြင့်ငါကုန်ပြီပြတ်ကုန်ပြီ ဂေါတမဘုရားပွင့်ထုံးပေါ်လာလိုက်တာဟာတို့မှာပြင်ငါပွဲပြပွဲနဲ့ကြုံတော့တာပဲဆိုပြီးအလွန်စိတ်ပြကြမှန်ပါအလွန်စိတ်ပြပြိတ္တကာလနေတော့ဂေါတမဘုရားဘယ်နဲ့ကြောက်ဘုံနေကံနေတကိုးတော်တွေကြီးပါလေမတော်လို့ဒိဋ္ဌိတွေကတွေးကြတွေးကြတဲ့ခါကြလို့ရှိရင်တဲ့သူဟာလက်တွေ့တရားအမှန်ကန်ပြောနိုင်တဲ့အတွေ့ ဘုံကြည့်တာအမျိုးမျိုးကြောင့်ဘုံကြည့်တာလည်းမဟုတ်ဘူးအပြောဟောကောင်းလို့ဘုံကြည့်တာလည်းမဟုတ်ဘူးလက်တွေ့တရားပြနိုင်တဲ့အတွက်ဘုံကြည့်တာပဲအဲ့ဒါလက်တွေ့တရားဆိုတာကသူ့စီသွားသင်မတယ်လက်တွေ့တရားကရပါရှင်းမလားအင်းဘုရုစီသွားသင်ရမလားဖျားစီသွားတင်မလက်တွေ့တရားကလည်းရမှာဖြစ်တော့သူတို့ဒိဋ္ဌိတွေအစည်းဝေးဖွင့်လိုက် တို့တဲ့ဘုရညာကောင်းဆုံးလို့ဟဲ့ဆိုပြီးကြလားညာကောင်းတဲ့ပုဂ္ဂိုလ်ရွေးလိုက်